မင်္ဂလာပါရှင်။နွေမလာ9ရက်တောက်ကြနေ့ရဲ့ရှင်ကုန်းရဲ့ရန်ကုန်တွင်တင်ဆက်လင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အုတ်ကံမြို့တွင်64ကျင်းမြောက်တစောင်းတိုင်းစွန့်ကြီးလောင်းပွဲတော်ကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အုတ်ကံမြို့တွင်အုတ်ကံမြို့ဌာနဆိုင်ရာများရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုများအသင်းအဖွဲ့များစေတနာရှင်ပြည်သူများစုပေါင်း၍64ကျင်းမြောက်တစောင်းတိုင်းစွန့်ကြီးလောင်းပွဲတော်ကို နိုဝင်ဘာ9ရက်မွန်လွဲ့တနားရီကအုတ်ကံမျိုးရှိရန်ကုန်ပြည်လမ်းလျှောက်မှာကျင်းပကြောင်းသိရပါတယ်။တဆောင်းလိုင်းဆွန်ကြီးလောင်းပွဲတော်အားမြို့နယ်အစင်ဌာနဆိုင်ရာများအုတ်ကံမျိုးမြို့အုပ်ချုပ်ရေးမှူးဦးတန်းစင်နဲ့ဝန်ထမ်းများမြို့ဌာနဆိုင်ရာများမြို့မိမြို့ဖများရက်ခွက်ကြေးရအုပ်စုအုပ်ချုပ်ရေးမှူးများအုတ်ကံဒေသအတွင်းရှိစီးပွားရေးလုပ်ငန်းရှင်များ လူမှုရေးအသင်းဖွဲ့များစေတနာရှင်အလှူရှင်များအင်အား2000ခန့်ဖြင့်တန်ဃာတော်146ပါးကိုရန်ကုန်ပြည်လမ်းတစ်လျှောက်စွန်ကြီးလောင်းမှတ်တဲ့14ခုဖြင့်လောင်းလူကြပါတယ်။လူထမ်းမှုအစုစုမှာငွေသားနှင့်ပစ္စည်းတန်မှုစုစုပေါင်းငွေချက်သိမ်းပေါင်း1438သိန်း7200အားလောင်းလူပူဇော်ကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဝီရီကပေးပို့လာတာပါ။ဆလတ်တင်ဆက်ပေးမှာကတော့တရားမျိုးစာဘက်ရှိမြင့်တေးလှူရှားမှုအခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတရားမြူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပတဲ့စာဖတ်ချိန်မြင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကိုနိုဝင်ဘာ9ရက်နေ့နဲ့10နာရီကတာဖတ်ကျေးရွာအခြေခံပညာအလဲတန်းကျောင်းမှာကျင်းပကြောင်းသိရပါတယ်။အခမ်းအနားတွင်တာဖတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဆန်းဦးကအမှာစကားပြောကြားပြီးတရားမြူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြူဦးစီမှုဒေါ်မိုးဖြူလင်းကစာဘက်ချိန်မြင့်တရေလှူရှားမှုအခမ်းအနားကျင်းပရခြင်းအရွယ်ချက်အားရှင်းလင်းပြောကြားကာ ကျောင်းဆရာမကြီးဒေါ်စစ်စုနေကကျေးဇူးတင်စကားပြောကြပါတယ်။အဲ့ဒီနောက်ဂျာပန်စကားပြောပြိုင်ပွဲကိုဆက်လက်ကျင်းပရာဂရိစင်မမောင်မြင့်ကြီးပိုင်းဂရိစင်မမတ်ဝိမုံတင်ဂရိစေဗန်မမတ်ချယ်ရီဖြူဂရိစေဗန်မမောင်စီသူဟိန်ဂရိအိမ်မမတ်ဖူးပြည့်ပြည့်ပိုင်းတို့ကကြာရကောင်းစင်များဖြင့်ဝေယောင်ရှင်ပြိုင်ကြပါတယ်။အဲ့ဒီနောက်ပုံမြင်ပြောပြိုင်ပွဲကဗျာရွတ်စုပြိုင်ပွဲများညာနာဆွေဤပြိုင်ပွဲများဂိင်းကစားပြိုင်ပွဲများဆက်လက်ကျင်းပါကတာဝန်ရှိသူများကဆုများတီတီပြည့်ရဲ့ချင်းမြင်ကြကြောင်းသိရပါရရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့လသာတွင် TV ယောဂကာကွယ်တက်ဖြဲ့၏အသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလသာမြို့နယ်တွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပြည်ကြီးခင်တင်းတို့ပူးပေါင်းပြီးမြို့နယ်အတွင်းရှိပြည်သူများအား TV ယောဂကာကွယ်တက်ဖြဲ့၏အသိပညာပေးဟောပြောပွဲကိုနိုဝင်ဘာ6ရက်နေ့နောက်ပိုင်းကအမှတ်3ရက်ွက်ရှိလက်နက်စဲတမယုံနှင့်ပြုလုပ်ကြောင်းသိရပါတယ်။ ဟောပြောပွဲတွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဒေါက်တာသူဝေနှင့်ပြည်ကြီးခင်အသင်းမှတာဝန်ရှိသူတဦးတို့ကတီဘီရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာများအားဟောပြောကြပါသည်။ဆက်လက်၍တီဘီရောဂါအကြောင်းသိကောင်းစရာအသိပညာပေးလက်ကမ်းစာဆောင်များအားဖြန့်ဝေပေးကြောင်းသိရပါသည်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အလုံမြို့နယ်တွင်တက်ကြီးဘဝများအားကျန်းမာရေးဆောင်ရှောက်မှုပြီးတဲ့တွင်ဖြစ်ပါသည်။ အလုံမြို့နယ်တွင်နိုင်ငံဝန်ထမ်းအပါအဝင်တကြီးဘဝများအားကျမ်းမာရေးစောင့်ရှောက်မှုပေးခြင်းကိုနိုဝင်ဘာ6ရက်နေ့နဲ့ပိုင်းကပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ဆောင်ရွက်ကြောင်းသိရပါသည်။အဲ့ဒီလိုဆောင်ရွက်ရတွင်ပြည်သူ့ကျန်းမာရေးဆရာမကြီးဒေါ်လာသိန်းရင်ကျန်းမာရေးမှုသုံးဒေါ်အေးထေရူကအသိပညာပေးဟောပြောကြပြီးကျန်းမာရေးဝန်ထမ်းများနှင့်တည်နှံသူများကသွေးတို့စီချိုလူနာများအတွက်ခုံတိုင်လေးချင်ငန်းလက်တွေ့တယောက်ပြလေးချင်းပြီးကတီဗီယောဂအကြောင်းပညာပေးဗီဒီယိုပြသပြီး ကျမကြီးစစ်ဆေးပေးပါရစေ။ ိုင်ငံဝန်ထမ်းပါဝင်စီချိုသွေးတို့လူနာ45ဦးအားကုသမှုပေးခြင်းများကိုဆောင်ရွက်ကြရလို့လည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ရောအီယာကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်တွင်စပားရိတ်သိမ်းမှုကွင်းစင်းစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်တောင်ကြီးကျေးရွာတွင် 2025-2026ပန်နာယီနှင့်ဒိုင်းဒေသကြီးဘတ်ဂျက်နိုင်ငံတော်ထောက်ပံ့ငွေတက်တန်ရောင်းစီမံကိန်းဖြင့်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများစပားရည်သိမ်းမှုနှင့်ဝယ်ယူမှုအားကွင်းစင်စစ်ဆေးခြင်းကိုနိုဝင်ဘာ6ရက်နေ့နဲ့ပိုင်းကကြောက်တန်းမြို့နယ်တောင်ကြီးကျေးရွာတောင်ရံဦးလျာနှင့်အထွေထွေရောင်းဝယ်ရေးတမဝါရမအသင်းမှအသင်းသားဥက္ကမမြင့်လည်းတွင်ဆောင်ရွက်ကြောင်းသိရပါသည်ကွင်းစင်စစ်ဆေးဆောင်ရွက်ခြင်းကိုမြို့နယ်တမဝါရမဦးစည်းဌာနမှဦးစည်းအရာရှိဒေါက်တာနွေခိုင်ဦးစည်းမှုဒေါက်ဖြိုးတီရီထွန်းဦးစည်းမှုဒေါ်မေစုဟန်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးတန်းစုဦးဆောင်နဲ့ဝေယူကြခွဲတင်ပို့တဲ့အစုအဖွဲ့များတက်ရောက်က2025-2026ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးဘတ်ဂျက်နိုင်ငံတော်ထောက်ပံ့ငွေပြင်ပံ့ပိုးထားပြီးတွင်ရစုဖြန့်ဖြူးထားတဲ့အသင်းသားဥက္ကမောင်မြင့်ရဲ့လဲတွင်ပန်းနိုင်ထွန်းုံရရှိစေရေးကွင်းစင်စစ်စစ်ကြောင်သိရှိရပါတယ်ရှင်ဒီသတင်းကိုတော့တန့်စင်ထုံးကပြပူလာတာပါ